ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ MNDAA နဲ့စစ်ကောင်စီတို့လာရှိုးတွေ့ဆုံမှုအပြီးလမ်းပိုင်းအပြန်အလှန်ပိတ်ဆို့မှုများပြုလုပ်ရှမ်းမြောက်တို့လာတဲ့တွဲကားတစ်စီးကိုစကစားဘက်က300အထိတောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုကတက်ဖွဲ MNDAA နဲ့စစ်ကောင်စီတို့လာရှိုးမြို့မှာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်းသဘောတူညီမှုအချို့မရရှိတာကြောင့်နှစ်ဖက်တက်တွေအနေနဲ့ ခုံသွယ်ရေးလမ်းပိုင်းတွေကိုအပြန်အလှန်ပိတ်ဆို့တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယအပတ်အတွင်းလာရှိုမျိုးရှိစင်နဂါဟိုတယ်မှာဟိုကန်တပ်ဖွဲ့ MNDAA နဲ့စစ်ကောင်စီတို့ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွဲဆောင်မှုအတွင် MNDAA တပ်ဖွဲ့တွေတက်ဆွဲထားတဲ့လာရှိုတဝိုက်ရှိနေမြေတွေမှပြန်လည်ဆုတ်ခွာပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ MNDAA တပ်ဖွဲ့ဘက်မှလက်မခံတာကြောင့်သဘောတူညီမှုတစုံတရာမရပဲဆွေးနွေးပွဲပြီးသွားခဲ့တယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။ ။အဲဒီနောက်စစ်ကောင်စီဘက်က MNDAA တပ်ဖွဲ့တွေရှိရာဒေသတွေကိုပြည်တွင်းမှလာတဲ့ပြောင်းအပါဝင်ကုန်ပစ္စည်းအများစုကိုပေးဖြတ်ခြင်းမရှိတော့သလို MNDAA ဘက်ကလည်းစစ်ကောင်စီထိန်းချုပ်ရာဒေသတွေကိုတရုတ်နိုင်ငံမှလာတဲ့ကုန်ပစ္စည်းများကိုပိတ်ပင်လိုက်တယ်လို့ဒါရှိုးဒေသခံတအူးကသတင်းဌာနကိုပြောပါရယ်။စွန်းနူပွဲအစီအမပြီးတော့ကိုကန်ကမြန်မာဘက်ကကုန်အဝင်တွေပိတ်တယ်စကားစကားတရုတ်ကုန်အဝင်တွေပိတ်တယ်ဂျာကပြည်သူတွေကတော့ပျော်ပျော်နဲ့အရှုံးတွေပဲပေါ့ဗျာကုန်တွေအဖမ်းခံရကုန်စိမ်းဆိုရင်ရက်ကြရင်ပုတ်ကုန်တာ ကုန်သည်တွေအတော်အထိနာတယ်လို့ပြောပါရယ်။ဒါပြင်ဒီပေါ်မျိုးအထွက်ရှိလမ်းပိုင်းနေရာတွေကို MNDAA ဘက်ကလာရှိုးဆွေးနွေးပွဲပြီးတဲ့နောက်ပိတ်ပင်မှုတွေပြုလုပ်ခဲ့တယ်လို့စစ်တပ်ဘက်ကလည်းဒီနေ့မနက်ပိုင်းမှာစတင်ပြီးသူတို့စုံမိုးထားတဲ့အချမ်းမှကုန်တင်ရင်တွေကိုဖြတ်တန်းသွားလာတာပိတ်ပင်လိုက်တယ်လို့သိရပါရယ်။အဆိုပါကုန်တင်ရင်တွေကိုအပြန်အလှန်ပိတ်ပင်ခြင်းမှာလာရှိုးဆွေးနွေးပွဲအဆင်မပြေတာကြောင့်ဖြစ်နိုင်တယ်လို့စစ်ကောင်စီဘက်ကကုန်ကားတွေကိုအစမတန်အခွန်ကောက်ခံတာကြောင့်လည်းဖြစ်နိုင်တယ်လို့သိရပါဗျ။ ဒီဘောဒရာကိစ္စကကားတွေကိုပတ်စံတောင်းတဲ့ကိစ္စလဲပါနိုင်နေတွဲကားတစ်စီးကိုစကားစကားတိန့်ရှိရာတောင်းနေလို့ကြားရပြဟုဒေသခံတရေရင်မြစ်တအူးကသတင်းဌာနကိုပြောပါရယ်ဒီမတိုင်ခင်လာရှုအပါဝင်ရှမ်းမြောက်ကိုကုန်ပစ္စည်းတွေတင်ပို့ရမှာကုန်တင်ရေးတွေကိုအစောပိုင်းမှာစစ်တပ်ကသာမြို့ဝင်ဂိတ်တွေမှာသူတို့ထိုင်ထားတဲ့ခိတ်စခန်းတွေကနေတဆင်အခွန်ကောက်ခံတာတွေပြုလုပ်ခဲ့ပေမဲ့နောက်ပိုင်းမှာကုကတပ်ဖွဲ့ကပါအခွန်ကောက်ခံလာတာတွေကြောင့်ကုန်တယ်တွေအနေနဲ့အခွန်နှဆပေးရတဲ့အခြေအနေမျိုးဖြစ်လာတယ်လို့သိရပါရယ် ကြပြင်းကုန်သွယ်ရာပစ္စည်းများနဲ့ပတ်သက်ပြီးလဲနှစ်ဖက်စလုံးကကန့်သက်ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပြီးဒီလိုကန့်သက်မှုတွေအခွန်အစမတန်ပေးရမှုတွေကြောင့်လာရှိုးပတ်ချလဲအတွင်းကုန်ပစ္စည်းဈေးမြင့်မှမှုအခြေအနေကြုံတွေ့နေကြရတာကြာမြင့်နေပြီလို့သိရပါတယ်။မြို့ဝင်တွေမှာစကားစကိတ်တွေထိုင်ထားတယ်လေ။ကုန်ကားတွေဆိုရင်တောင်းနေကိုကန့်တွေလဲဂျယ်လီတွေဖြစ်ကုန်ပြီ။သူတို့လဲကုန်ကားတွေဆိုရင်တောင်းနေကြပြီလေ။အခုကကားဆရာတွေကတော့တောင်းနေဟာတွေကုန်ပိုးတွေထည့်ပေါင်းလိုက်တော့တာလေ။အဲဒါကြောင့်ဈေးနှုန်းတွေတက်နေတာ။ ုံကလည်းကန့်သက်ထားတော့ဖို့ဆိုတာပေါ်လို့ဆက်ပြောပါရယ်အခုလိုနှစ်ဖက်တက်တွေအပြန်အလှန်လမ်းပိုင်းပိတ်ပင်မှုတွေပြုလုပ်နေတဲ့အပြင်ကိုကန့်တက်ခွဲဘက်ကလည်းသူတို့တက်ဆွဲထားတဲ့နေရာတွေမှာအရင်ကထက်အင်အားဖို့မှုတိုးချဲ့တာတွေရှိနေတယ်လို့လည်းဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါရယ်ကျမတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်